။ဦးစင်းနှောင်းအကျော်ပါပြီပေါ့နော်။ဒီလာမဲ့ဝါဆိုဆိုရင်ဦးစင်း၃ဝါပြည့်ပြီပေါ့။သာသနာတော်ဝန်ထမ်းဆောင်နေတာ။တရားရခြင်းအကြောင်းရင်းတော့ဘာမှမဟုတ်တဲ့စာကြောင်းလေး၅ကြောင်းနဲ့ဦးစင်းပေါ့နော်။ကိုယ်စိတ်ထဲမှာဘာမှမဟုတ်လို့ထင်ထားတာပေါ့နော်။အဲ့ဒါလေးကိုဖန်ဖန်နဲ့တံပိုးရှိမှန်မသိတံပိုးတည်သွားပြီ။တံပိုးတည်ပြီးတော့ဒီရမ်းပေါင်ရောက်သွားတာပေါ့နော်။ကိုယ်စိတ်ကြောင်ရင်တော့ဆေးဆုံးဖြစ်ပြီးသွားတာ။ကျမ်းဖြစ်ဖို့ဆိုတာကသူကပတ်စံရှိတိုင်းလည်းမဖြစ်ဘူးလေ။စင်းရတဲ့လူတိုင်းလည်းမဖြစ်ဘူး။ကျမ်းသာတဲ့လူတိုင်းလည်းမဖြစ်ဘူး။သူအတိတ် ဖြည့်ဆည်းခဲ့တဲ့အတိတ်ဘဝကံနေပေါ့နော်။ အဲ့ကံနေနဲ့တိုက်ဆိုင်ပြီးတော့ဒီမှာလာပြီးတော့အခုလိုကြုံကြိုက်ရတာပေါ့နော်အခုလိုပေါ့ကြုံကြိုက်ခွင့်ရတာပေါ့အရင်လည်းမွန်မြတ်ပါရယ်ပေါ့နော်ဥစဉ်ဥစဉ်ရဘွယ်အမည်နာမည်အရှင်သူမနာဖြစ်ပါတယ်ဥစဉ်နှစ်ဝါကျော်ပါပြီပေါ့နော်ဒီလာမဲ့ဝါဆိုဆိုရင်ဥစဉ်သုံးဝါပြည့်ပြီပေါ့သာသနာတော်ဝန်ထမ်းဆောင်နေတယ်ချိန်တော့လည်းဥစဉ်အတိတ်အတိတ်ပေါ့နော်အတိတ်အကြောင်းပြန်ပြောရရင်လူဘဝမှာအတာတရားအနေနဲ့ဒီရကြဆိုရနာမည်တရားတလုံးရအောင်ဥစဉ်ကြိုးစားခဲ့ရတယ်နာမည်လည်းရခဲ့ပါတယ်ပြည်သက်အတိမတ်ဖြူချင်းလည်းခံခဲ့ရတယ် တရားရခြင်းအကြောင်းရင်းတော့ဘာမှမဟုတ်တဲ့စာကြောင်းလေးငါးကြောင်းနဲ့ဥစဉ်ပေါ့နော်ကိုယ်စိတ်ထဲမှာဘာမှမဟုတ်လို့ထင်ထားတာပေါ့နော်အဲ့ဒါလေးကိုဖန်ဖန်နဲ့တံပိုးရှိမှန်မသိတံပိုးတည်သွားပြီတံပိုးတည်ပြီးတော့ဒီရမ်းပေါင်ရောက်သွားတာပေါ့နော်ကိုယ်စိတ်ကြောင်ရင်တော့ဆေးဆုံးဖြတ်ပြီးသွားတာဘာကြောင့်လဲဆိုတော့အခုသင်တရာအခုဒီအလူဘက်မှာဝမ်းလန်းဝမ်းသာတယ်။ညတော့ဥစဉ်ကျောင်းမှာပထမဘွဲလည်းရှိတယ်။ပထမဘွဲက9ရက်ပေါ့နော်ညမှာစတာပြောတော့အဲ့ဒါညမှာသူကလည်းဖုံးဆက်တာပေါ့ပြောထားတာတော့တကြံမကြခင်9ရက်နေ့ကပြောထားတာ အကြောင်းမျိုးအကြောင်းပေါ့နော်ငလင်မေးတွေပါသူတို့လဲပရာဟိတတွေလုံနေရတဲ့အတွက်ညမှာဥစဉ်ကိုဖုံးဆက်တော့ဥစဉ်လည်းချက်ချင်းကြွာလာတာဥစဉ်ကတိတ်ခါမထက်ခါသေးဘူးဘုရည်းဒီဒါပထမအောင်ဆုံးတိတ်ခါထက်တာအလူရှင်ကိုလည်းဒီမှာပတ်သက်ရပတ်သက်ကြောင်းအလူရှင်ဒီအလူကြီးကိုအမ်ဖြစ်မြောက်အောင်လုပ်ပေးတဲ့အလူရှင်ကိုလည်းဥစဉ်သာဓုခေါ်တယ်နော်သာဓုခေါ်ရဲဆိုဥစဉ်ဘဝမှာဒါပထမအောင်ဆုံးတိတ်ခါထက်ခါတာပေါ့တိတ်ခါထက်ခါတာနော်ရဟန်းဘဝမှာဟိုနှစ်ဝါကျော်မှာပေါ့နော်အဲ့တော့ဝမ်းသာပါရဲ့တကအဲ့တကဓမ္မကြီးကိုလည်းအရင်ပြောတာပေါ့ရဟန်းဖြစ်ဖို့ဆိုတာကသူကပတ်စံရှိတိုင်းလည်းမဖြစ်ဘူးလေ စင်းရတဲ့လူတိုင်းလည်းမဖြစ်ဘူးကျန်းသာတဲ့လူတိုင်းလည်းမဖြစ်ဘူးသူအတိတ်ဖြည့်ဆည်းခဲ့တဲ့အတိတ်ဘဝကံနေပေါ့နော်အဲ့ကံနေနဲ့တိုက်ဆိုင်ပြီးတော့ဒီမှာလာပြီးတော့အခုလိုကြုံကြိုက်ကြတာပေါ့နော်အခုလိုပေါ့ကြုံကြိုက်ခွင့်ရတာပေါ့အရင်လည်းမွန်မြတ်ပါတယ်ပေါ့နော်ဥစဉ်ဒါတက္ကရာကမတွေလည်းအင်မတန်မှမြင်မြတ်တဲ့ကုသကောင်းမှုကြီးကိုလှုပ်ပေးတာပေါ့သူတို့ကလည်းဟာဗုဒ္ဓဘာသာဝင်အစ်စ်ဖြစ်တဲ့အတွက်ဒီလိုဟာမျိုးတွေခံယူတာအင်မတန်လည်းသာဓုခေါ်တယ်ဥစဉ်ဥစဉ်ကိုယ်တိုင်လည်းပီတီဝမ်းမြောက်လည်းဖြစ်ပါတယ် ကိုကရမ်းဖြစ်လို့ရမ်းတော့ရမ်းစကားပြောမှာပေါ့လူကတော့လူစကားပြောမှာပေါ့နော်ဦးစင်ကပေါ်တယ်မယ်ဦးစင်အကြောင်းမယ်ဦးစင်ပြောမယ်ဦးစင်လူဘဝမှာဒါအတာတရားအနေနဲ့ကောင်းမွန်တဲ့နော်ဟိုးစာပေါ့စွမ်းဆောင်မှုတွေလုပ်ပေးနိုင်တယ်ဒါပေမဲ့ရမ်းဘဝကိုကြောက်ပါရမ်းစကားပြောတာပေါ့နော်ဒါဘုရားဟောထားတဲ့ဟာကိုဘုရားဟောထားတဲ့ဟာကိုအခုဦးစင်တို့ရဲ့မြန်မာနိုင်ငံမှာပါကျုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပြည်ဝင်တော်ဟောတာဦးစင်ကထပ်ပြီးတော့ဦးစင်ကတရားမဟောတဲ့တရားအကြောင်းပြောတာဦးစင်ကပြန်ပြောပြတာပေါ့နော်ဘုရားဟောတဲ့အတိုင်း မနုပညာမှာစာပေဂီတပကြီးပဘူးပေါ့နော်အဲ့ဒါကြီးဖယ်ထားလိုက်ဂျာနော်ကိုလည်းအရင်တော့လုတ်ခဲ့တာပဲဒီဘုံမှာတော့ဒီရလေးတော့ကျန်းတော်ကြီးဒီပိုင်းမောင်တရားဟောတာကြီးလေးလာတော့ပကတာငရဲဆိုတာရှိတယ်30ဘုံမှာလူဘုံကဒီအမုံများဆုံးပဲဇမပြီအထက်20နတ်ပြီ6ထက်အောက်မှာအပေ4ဘုံလူပြစ်တဘုံ30ဘုံရှိတယ်လူဖြစ်ရတာလွယ်တယ် နတ်ဖြစ်ရလွယ်တယ်ဗမာဖြစ်ကလွယ်တယ်အသက်ကြီးယာနဲ့ထောင်နဲ့ချီပြီးဗမာကြီးအသက်ရှိတယ်ဒါပေမဲ့သူတို့ကလည်းအချိန်တန်ရင်အိုချင်းနာချင်းတည်ချင်းဆိုတာသူတို့ကမလွန်ဆန်နိုင်ဘူးလေဗမာကြီးလည်းနတ်သက်ကျူရတာပဲတကြားကြီးလည်းနတ်သက်ကျူရတာပဲကျန်တဲ့ပုံတွေကမပြောနဲ့တော့အဲ့တော့အဲ့မှာလေ့လာတာသူကလူရအပယ်လေးပုံမှာငရေကြီးရှစ်ထပ်ပဲတည်တယ်ငရေလေး20ဆိုတာရှိတယ်ငရေလေး20ပေါ့နော်အဲ့ဒီငရေလေး20မှာအဲ့ဒီပက္ကသာငရေဆိုတာရှိတယ်အဲ့ပက္ကသာငရေမှာအမှုပညာသူကစာပေပြရကုနာပကြီးပပူအဲ့ဒါကြီးမပါဘူး အနုပညာသရုပ်ဆောင်တည်တံ့နေတပုံရှိတယ်တပုံရှိတယ်တပုံရှိပါတယ်သူကလူတွေမှာဦးဇင်းတို့ကသိခါပုံ200ကျော်တယ်လူတွေက၅ဘာတိလာတော့မြဲတာမဟုတ်ဘူးเนาะအဲ၅ဘာတိလာမှာဦးဇင်းတို့လည်းလူဘောတော့မသိဘူးသူရာမီရာရမြစ္ဆာပမာရာဌာနမူရင်းစီတက်တဲ့တေးသေးရက်ကိုတောက်သုံးငါအဲ့ရနေပြီးတော့နောက်ဆက်တွဲတွေကမကောင်းတာကြီးကျူးလွန်တဲ့ဟာတွေပေါ့เนาะမကောင်းတာမှန်တယ်များကျူးလွန်တယ်ဆိုတာအဖြစ်ပေါ်တာပေါ့မဟုတ်ဘူးသူမကောင်းတဲ့စပိုးတဲ့ပေါ့နော် နောက်ကနေပို့ပြီးတော့ကိုရတာဖြစ်တာမဟုတ်အဓိကသူက အရက်တော့တိုင်းလောက်တွေအပြည့်မရှိဘူးဘုဒ္ဓဝါဒပေါ့နော်ဘုဒ္ဓဝါဒဆိုတာလိညာပြီးပြောတာပေါ့ဘုဒ္ဓပေါ့လိညာပြီးပြောတာသူအပြည့်ကြီးဆုံးသူကလိညာတာလေဟုတ်ပြီလားလိညာပြီးသေယုဆောင်တာလိညာပြီးထိုးတာပုံရံတန်ကအတာပါလေဆိုရင်အဲလိညာပြီးတော့သေယုဆောင်တာဖရာဘောတက်တယ်ဦးဇင်းကတက်ပဲပြောမယ်အနုပညာနဲ့မလို့တော့ဘူးဆိုဖရာဘောတက်ပြီးမင်းသားမင်းမီးဘဝဆက်တိုင်းပေါင်းရပါလို့ဖရာဘောတက်လိမ့်တာဖရာဘောတက်လိမ့်တာဒါရန်ရန်စကားပြောတာပေါ့နော် အဲ့ဒါမလို့ဦးစင်းအဲ့ဒါလေးကိုအသက်ကလည်း40ကျော်ပါပြီ40ကျော်ပါတဲ့အချိန်မှာသာသနာကလည်း2500ကျော်ပါပြီတဝက်ကျော်ပါပြီလူတတန်85ပဲရှိရောတရားမရှိတော့ဘူးအဲ့အချိန်မှာကိုကြံရှိနေတဲ့အချိန်လေးမှာကိုနဲ့ထပ်တူတစ္ဆာမဖောက်ဘဲနဲ့ပါသွားမှာဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဒါပဲပါသွားမှာကြံတဲ့လူတွေကအကုန်လုံးတစ္ဆာပေါက်တွေပဲအဲ့ဒါမို့ဒီသာသနာပေါင်တဲ့ကိုဦးစင်းယုံကြည်တတ်ဝင်ပြီးတော့ထေရဝါဒဗုဒ္ဓဘာသာအစစ်လည်းဖြစ်ချင်းတယ်ဒီတဲ့ကိုဦးစင်းဝင်သွားတာဦးစင်းသင်တဲ့နေ့တွေဦးစင်းအစဉ်သေးဖြစ်သွားပြီယုံကနဲ့ပြကနဲ့ဦးသေးသွားအောင်ဦးစင်းမှာ ဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုဥစဉ်မှာတတ်နိုင်သလောက်ဥစဉ်မှာစွမ်းဆောင်ပြီးွားရည်ဒါလေးပဲစဉ်းစားမှာလीဟုတ်တယ်မလားကောင်းတာလုပ်ခဲ့တဲ့လူကကောင်းတာပဲစဉ်းစားမှာပေါ့မကောင်းတာလုပ်တဲ့ကောင်ကပေကံနေကြမှာဘာစဉ်းစားမလဲဒါပါပဲအဓိကဥစဉ်ပြောချင်တာဓာတုဓာတုဓာတုပါတက္ကတကောင်မှာအပေါင်းသူတော်ကောင်းတို့သည်စိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံပြီးစီးပွားလတ်လာပါများဒီရီလာတိုးတက်သည်ဖြစ်၍အသက်ရှိစွာအနာမဲ၍ရံပေးခြင်းကြောင့်ကောင်းသောမင်္ဂလာဖြာဖြာနှင့်ပြည့်စုံပြီးလျှင် နိဗ္ဗာန်သို့မရောက်ခင်ဆက်ကြတန်တရား၌ကျင့်လည်နေစဉ်ကာလပတ်လုံးဒါနာတရားသီလတရားဘာဝနာတရားများတကူပွားများဆောင်ထိန်နိုင်၍အိုခြင်းကင်းရာနာခြင်းကင်းရာသိခြင်းကင်းရာဒုက္ခပေါင်းစုံကင်းဝေးရာအမှန်အတင်္ခရာမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာမျက်မှောက်ပြုလေရောက်ရှိလေကြသောသူတော်ကောင်းသူမြတ်လောင်းပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေ။